့ရွာကိုလက်နဲ့ကိုင်းပြီးကို့ရွာကိုနှိမ့်ဆက်နေတဲ့ဘဝတွေမလုပ်တင်တော့ဘူးဒါပြီးဆိုအမျိုးချစ်ရအဲ့လိုမျိုးပေါ့နော်အမျိုးချစ်စေခြင်းနဲ့ပေါ့အဲ့တော့နင်းချင်ရေးပို့မနိုင်မနိုင်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 အရှိုးကိုလက်ခံရအဲ့တော့လက်ရှိစစ်ကောင်စီတတ်တာပြီမင်းအောင်နိုင်လို့လို့အာနာတိုင်းနဲ့ခေါင်းဆောင်ပိုင်းစစ်ဖို့ချုပ်တီကစပြီးတော့အောက်ချစ်ရဲပေါ်တဲ့အထိဒီကောင်တွေရောက်ချပြီးသားတဲ့စိတ်ကြောက်ပြီး ိုင်းချရမီဝပီတူညိုကိုမော်ရမာများအလုံးဝမင်္ဂလာပါ news page channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရစေ2025ခုနှစ်မေလ29ရက်နေ့ရဲ့ကျွန်တော်ချက်တပရိနေညာပိုင်းဗီဒီယိုတင်ဆက်မှုနေတဲ့ဒီနေ့ညမှာနောက်ဆုံးကြားသိရတဲ့ဒလန်ဇရင်ဒိုဆိုတင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံးချစ်ရှုပေးချဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါရစေကျွန်တော်အယုံဆုံးနေတဲ့ခါတိုင်းလိုပဲတရင်တူလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တူဘုအနေနဲ့ကတော့မန္တလေးတိုင်းတောင်တာမြို့မှာရှိတဲ့စစ်ကောင်စီရဲ့ဌာနဆိုင်ရာရုံးတွေကိုတော်လိုင်းတရီကနေပြန်အဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ် မေလ28ရက်နေ့နေ့လယ်ပိုင်းမှာဆိုတော့တန်တာမြို့ပေါ်မှာရှိတဲ့မြေစည်ရင်ယုံအခုံဦးစီးဌာနနဲ့အမတ်နေရက်ကုတ်အချွေမှုယုံတို့ကိုစီရင်ခဲ့တယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်။မနေ့ကမြို့ပေါ်တိုက်ပွဲမှာစာခအသေးဆုံးများတဲ့အခုလက်ရှိအထက်ကကြောင်းရိတ်တာဘဲနဲ့ဖျားရည်နားမှာ တက်ပြန်ဆွဲနေကြတဲ့စပရမတောင်တန်မျိုးခံတိုးဝန်းနေပြမပြောဆိုထားတာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်အနေနဲ့ပေါ့နော်မြင်းချန်တောင်တာနထိုးကြီးနေရအထုခရံစစ်စင်နေနဲ့စတင်လို့ဆောင်နေတာပြပြမအညာမြေမှာဆိုတော့တော်လံဖူအောင်တဖို့ဝင်ရထိုးစစ်တွေဆိုတော့စစ်ကောင်စီရဲ့ဒီရုံးတွေပြမအထိုင်စခန်းတွေနဲ့ဂိတ်တွေကိုပြန်ပြမထိုးစစ်စင်တက်ခိုင်းနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့မကြခင်မှာတော့စစ်ကောင်စီရဲ့တေဆုံလောက်တွေနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်သိရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်နောက်ထပ်သတင်းတဖို့အနေနဲ့ကတော့ ခချင်းလွတ်လည်ရေးတမတော်တမတော်ကဲရေးနဲ့ နေမြေဆိုင်ရာပြဿနာတွေကြောင့်မြေပြင်တပ်ဖွဲ့ဝင်တွေမှာမကြာခဏအထိတွေ့ပြည်ပခါတွေရှိနေပေမဲ့မြန်မာတနင်္ဂနွေလုံးလုံးမြောက်ဖို့အတွက်ကြာရင်နဲ့ဆက်လက်ပူပေါင်းတပ်ဖွဲ့ဝင်တော်မယ်ဆိုပြီးတော့မှတအောင်တက်တည်နေလေကနေပြီးတော့မှပြောဆိုထားဖြစ်ပါတယ်။မာမိကဲရိုဝင်နဲ့ကျွန်တော်တို့ဒေါက်ရှော့ဖြည့်ရှင်မှုတွေရှိပါတယ်။ပုံမှန်တွေ့ဆုံမှုတွေလည်းရှိတယ်။ပြီးတော့အခြေခံထားတဲ့မာမိစာချုပ်တွေလည်းတုံးဟုလို့ရှိပါတယ်။အဲ့ဒီမှာတော်တော်လေးပြည့်စုံလာပါတယ်။ဒါက2023မေလလောက်အထိရှိခဲ့တာပေါ့နော်။2024 25မှာဖြစ်ပေါ်လာတဲ့ဒီပုတ်တိုင်းမှုတွေပေါ်မှာဘယ်လိုမျိုးဆက်လက်ပြီးတော့မှ လက်တွဲမလဲဘယ်မျိုးဆက်လက်ပြီးတော့မှတနင်္ဂနွေလို့တော်လာရေးတွေကိုပူပေါင်းဆောင်ရွက်မလဲဆိုတဲ့အထက်မှာကျွန်တော်တို့အများကြီးပူပေါင်းဆောင်ရွက်ရမယ်ကျွန်တော်တို့ data တခုတည်းပဲလွတ်မြောက်နေလို့မရဘူးမာမေး data လည်းလွတ်မြောက်ဖို့လိုအပ်တယ်ဒုနေတူဆိုပဲတနင်္ဂနွေလုံးမှာရှိတဲ့လူထုတွေရဲ့လွတ်မြောက်မှုလိုအပ်ပါတယ်အဲ့ဒါမှသာကျွန်တော်တို့ရဲ့လွတ်မြောက်မှုအမှားခံချက်ရှိမှာဖြစ်ပါတယ်မဟုတ်ဘူးဆိုတော့ကျွန်တော်တို့တွေးရတဲ့လွတ်မြောက်မှုကိုလည်းခဏတာပဲဖြစ်ပေါ်လိမ့်မယ်ဆိုပြီးတော့မှ ကျွန်တော်တို့ဘုံမူကြီးတာပန်လကနေမြို့မှာပြောဆိုထားဖြစ်ပါတယ်ကျွန်တော်တို့တည်ထားတဲ့တိုင်မဲ့ကေယန်ရင်နဲ့တင်းနယ်လီဟာဆိုတော့မြေပြင်မှာဆိုရင်နေမြေချင်းများမှုတွေရှိနေတဲ့ဆိုပေမဲ့တို့အနေနဲ့ပေါ့နော်ဒီတော်လိုက်မှာဆိုတော့မာမေးစစ်စင်ရင်နဲ့ပူပေါင်းပြီးတော့မှလှုပ်ဆောင်သွားမယ်ဆိုတဲ့အကြောင်းလည်းအတိအလင်းပြောကြားထားတာပဲဖြစ်ပါတယ်တကယ်တော့တရင်ကောင်းလေးပဲပေါ့နော်ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကြက်မှာကတော့အခုလိုမျိုးကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေကနေပြီးတော့မှစစ်ကောင်စီရဲ့စစ်ကောင်တွေတို့ဟိုပြီးတို့တင်ပိုက်ပြီးတော့မှအမုံကျင့်နေတဲ့အချိန်မှာဘောမယူကတွေကနေပြီးတော့မှလာဝင်ကြလို့ပေါ့နော်ကိုစီကနေပြီးတော့မှအဲ့ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတော့မှသုံးသပ်ပြောဆိုထားဖြစ်ပါတယ်ကိုစီဘယ်လိုမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုဆုံးမပြောဆိုထားမလဲဆိုတာကျွန်တော်စာချေလိုက်ရအောင်နော်ဘယ်လိုပုံစံမျိုးဖြစ်နေပြီလဲဆိုတော့ကျွန်တော်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလေအတိအကျမှန်တဲ့ဟိုစက်ရုပ်လူသားတွေဖြစ်နေပြီထင်တယ်ကျွန်တော်ထင်ရတော့ဘာဖြစ်ဆိုဒီလိုအခြေအနေပြကျွန်တော်ကိုယ်နဲ့ပြောတော့အခုအင်းက82ဥပါတဲ့စစ်တောင်းပါဒီကနေလေးကိုစစ်ကုန် အဲ့ဒီစစ်ကူလာတဲ့အင်အား82ဥပါလေစစ်ကြောင်းဟာတို့သတင်းမီဒီယာတွေမတိကြတာဒါမှမဟုတ်လက်ရှိမြေပြင်ဖြစ်နေတဲ့ဟာကိုမတိကြတာတလောက်တော့တိတ်ခံထိနေတဲ့ဟာကိုဘာမှခံပြတော့ဘူးလေဟုတ်တယ်မလားပေါင်းပြီးလက်နဲ့ချလိုက်ပြီးတော့အတက်အနေနဲ့ကိုယ်အတက်အနေနဲ့တိကြမလို့ဘူးလေနောက်ပြီးတော့တို့သူသေးကိုသေးလည်းအသေးခံပြီးပြစ်တာလည်းမဟုတ်ဘူးဟိုတခုစဉ်းစားရမှာကအေးတို့ကတို့တော့မင်းအောင်နိုင်အတွက်တို့ခံယူချက်ရှိလို့ငါတို့ပပယူမင်းအောင်နိုင်အတွက်ငါတို့အတက်ဆွန့်ပြီးတော့တိုက်မယ်ဆိုတဲ့အဲ့ဒီခံယူချက်လည်းတို့ရှိလားမရှိအတားလည်းမရှိဘူးဟိုကျွန်တော်ပြောတာကအဲ့ဒါတစ်ဖက် ငါတို့ရန်သူကိုဘယ်တော့မှလက်နဲ့မချဘူးကွာငါတို့မင်းတို့ပြည်သူဘယ်တော့မှလက်နဲ့မချဘူးငါတို့အတေခံတိုက်မယ်ဆိုတော့ယောက်ျားပိတားတဲ့ပြက်သားတဲ့စိတ်လဲသူတို့မှမရှိဘူးနည်းနည်းထွက်ပြေးတယ်ကဲဘင်္ဂလားဒေ့ရှ်အနေဘင်္ဂလားဒေ့ရှ်ထွက်ပြေးသူတို့ပဲကလာကလာဟောတယ်အဲ့ကလာချင်းပြေးတယ်သူတို့ပဲဟမ်အဲ့ဒီကနေအဲ့ဒီချင်းပြေးတယ်ထိုင်းတဲ့နေထိုင်းတဲ့ဝင်ပြေးတယ်သူကယောက်ျားပိတားကြတာမှာမနိုင်မနိုင်ဘူးနိုင်နိုင်နေအရှုံးကိုလက်ခံရေးရမယ်အဲ့တော့လက်ရှိစစ်ကောင်စီတပ်ကလေမင်းအောင်နိုင်လို့လို့အာနာတိန်တဲ့ခေါင်းဆောင်ပိုင်းစစ်ဖို့ချုပ်တီကစပြီးတော့အောက်ချစ်ရဲဘော်တွေအထိဒီကောင်ကယောက်ျားပိတားတဲ့စိတ်ကပျောက်နေတာ တော်လည်းကြီးအကောင်းပြောတာဘာဖြစ်လို့အရှောင်းကိုလက်မခံရဘူးဒါတန်ဖို့မှရှိတဲ့ခေါင်းဆောင်တွေဒါလိုပဲတန်ဖို့ပါတီဥဆောင်တဲ့30နဲ့23ပါတီနော်မင်းရောက်နိုင်အောင်အာနာသိမ်းနိုင်မှုဖြောက်ပေးတယ်ဘာကြောင့်ဖြောက်ပေးတာရွေးကောက်ပွဲသူတို့မဲမနိုင်ဘူးမဆောင်မနိုင်တာတည်သူကသူတို့မယွေးစေလို့လက်မခံတော့ဒါဘလုံးမှညင်းလို့မရတဲ့အမှန်တရားသူတို့ကိုယ်တိုင်နဲ့တိတယ်ဒါပေမဲ့အဲ့ဒီအရှောင်းကိုသူတို့လက်မခံရဘူးအဲ့ဒီအရှောင်းဆိုတဲ့ဟာသူတို့အင်မတန်ကြောက်တယ်ဘလုံးပြည့်ပြည့်ငါတို့နိုင်ရမယ်ဆိုတဲ့နော်အတ္တဝါဒကိုလက်ကင်ဆွဲပြီးတော့သူတို့ကရက်တယ် မနိုင်နိုင်အောင်တိုက်တယ်သူတို့ကထုတ်ပြောတာဒီစကားကျွန်တော်ပြောတာမဟုတ်တော့ကျက်ဖို့အမှတ်ဘယ်ကောင်လဲလို့ကျွန်တော်မေ့ဝါးပြန်ဆရာကြည့်ကြည့်တယ်မနိုင်နိုင်အောင်လောက်မှလို့ပြောခဲ့တယ်မယုံကြည်တဲ့2020ရွေးကောက်ပွဲမတိုင်ခင်ကျက်ဖို့အမှတ်ဘယ်ကောင်လဲမသိစစ်ဖို့ချုပ်ပဲဘောင်းပြီးချုပ်ပေါ့နော်ကျက်ဖို့အမှတ်မှန်တယ်များကအများ69ရာခိုင်နှုန်းနှစ်ပိုင်းတစ်ပိုင်းကအကောင်လုံးကစစ်တပ်ကဘောင်းပြီးချုပ်ပြီးတော့လာတဲ့ကောင်လေးကြီးပဲခင်ဗျားတို့ရန်တပ်ပြည်သူဆိုရှိတာမဟုတ်ဘူးနော်အဲ့ဒီထဲကတကောင်ဘယ်ကောင်လဲမသိဘူးဟမ်မနိုင်နိုင်အောင်လောက်မှလဲစကန်ကောက်နေပြီအဲ့တော့ဒီကောင်လေးကယောက်ျားမပီတတ်လား ယောက်ျားဆိုတာစစ်သားမပီစစ်သားပီတာတဲ့အဆင့်တော့မဟုတ်ဒီကောင်ကယောက်ျားပီတာတဲ့အဆင့်တော့မရှိဘူးနံပါတ်1ယောက်ျားပီတာမယ်ယောက်ျားလေးရနံပါတ်2စစ်သားလို့စစ်သားထပ်ပီတာယောက်ျားနဲ့စစ်သားကမတူဘူးဟုတ်လားနော်စစ်သားဆိုတာဒါပေမဲ့လက်ရှိစစ်ကောင်စီဘုံစစ်ဘုံချုပ်တွေကစားပြီးအောက်ချင်စစ်သားတွေတီဒီကောင်ကယောက်ျားမပီတော့ဒေါ်လကီးတွေကုန်တော့ဒါကြောင့်မလို့အရှုံးကိုလက်မခံနိုင်လူဆိုတာတိုက်ပွဲတစ်ခုတိုက်တယ်စစ်တိုက်တယ်အရှုံးနဲ့အနိုင်ရှိနိုင်တယ်ငါတို့နိုင်လဲငါတို့တိမ့်လိုက်မင်းတို့တိုက်ရင်တတ်လိုက်မယ်ဘာတိုက်တာလို့ပဲကွာအေးငါတို့ကြောက်နေဘယ်လိုကြိုက်တာလို့ပါငါတို့ယောက်ျားတွေကြောက်ငါတို့လောက်ရဲ့ခံရဲတယ် ကိုစီရတော့ဘာနာအခုဆိုရင်အရှုံးလည်းမခံနိုင်သေးပဲ။အာချုံပြောဆိုနေကြတဲ့စစ်ကောင်စီတပ်ဖွဲ့တွေပြန်ပြီးတော့မှဆုံးမပြောဆိုထားတာဖြစ်ပါတယ်။ကျွန်တော်အလုံးတည်ထားတဲ့အချိန်မှာစစ်ကောင်စီတပ်ဖွဲ့တွေကတော့သူတို့စခန်းတွေတခုပြီးတခုလဲလွတ်နေရတာတော့မှသူတို့အနေနဲ့အချိန်မရွေးပြန်တတ်နေတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့လိုင်းပေါ်တက်တက်ပြီးတော့မှအာချုံနေဆက်ဖြစ်တယ်ဆိုတော့လည်းတွေးရှိထားတာဖြစ်ပါတယ်။ဒီချိန်မှာသူတို့အနေနဲ့ဒီယုံကြည်မှုတွေ ပျောက်ကင်းနေတာပြီးတော့မှတစ်ဖက်မှာတော်လိုင်းရဲဘော်တွေကနေပြီးတော့မှလေဝင်ကြောက်ဖို့ဖိခေါ်နေတဲ့အချိန်မှာအမြန်ဆုံးလေဝင်တင်နေတာပဲဖြစ်ပါတယ်။မဟုတ်ဘူးဆိုတော့သူတို့ရဲ့အလောင်းတွေကဆိုတော့ပေါ့နော်မြေပြင်မှာတူတန်တစပြင်းလိုမျိုးပြန့်ကျက်ပြီးတော့မှကျွန်တော်တော်လိုင်းရဲဘော်တွေကနေ့စဉ်ရှင်းလင်းချုပ်ခံရမယ်ဆိုတဲ့အကြောင်းလည်းဒီနေ့ကထပ်ပြီးတော့မှသတိပေးပြောလိုပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတဘိုးအနေနဲ့မိုင်းစမျိုးကမူချိုချောင်းမှာဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှပြောဆိုထားတဲ့တင်လေးကျွန်တော်ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်။ကျမကရှမ်းပြည်နယ်အခြေပိုင်းမိုင်းစမျိုးကပြည်သူတအူပါ မိုင်းဆက်မျိုးကပန်းပြိုးသူဆိုတဲ့မူကြိုမှာကလေးကိုလူမဆန်စွာရိုက်ခဲ့တဲ့အကြောင်းလေးရင်ဖွင့်ခြင်းပါတယ်။လေးနှစ်အရွယ်ကလေးကိုမူကြိုထားပြီးသုံးဘက်ခန့်အကြာနေလေမှာကလေးကိုသူ့အမေကသွားကြိုခဲ့ပါတယ်။ကလေးကိုတွေ့တဲ့အချိန်မှာကလေးကအယမ်းငူထားတဲ့ပုံပေါက်နေပြီးအိမ်ပြန်ရောက်တော့ထမင်းတော်မစားနိုင်ပဲအိတ်သွားခဲ့ပါတယ်။ဒါကိုအမေဖြစ်သူကတရိပ်ထားပြီးတော့ဆော့တာများလို့ညီမပါဆိုပြီးထားလိုက်ပါတယ်။နေကင်းမှာကလေးကိုကြောင်းကိုပြန်ပို့ခဲ့ပါတယ်။အဲ့ဒီအချိန်မှာကလေးကကြောင်းမသွားချင်ဘူးဆိုပြီးငိုပါတယ်။အမေဖြစ်သူကလည်းကလေးကိုချော့မောက်ပြီးကြောင်းကိုပို့ခဲ့ပါတယ်။ ညနေကျောင်းဆင်းချိန်ရောက်တော့ကလေးကိုသွားကြည့်ပြီးအိမ်ပြန်ရောက်တော့ကလေးကိုရေချိုးပေးချိန်ကြမှာကလေးမှာအရိုက်ခံထားတဲ့ဒဏ်ရာတွေကိုတွေ့ကြရပါတယ်။ကလေးရဲ့တင်မနဲ့ပေါင်မှာဆွဲလိမ်ထားတာနဲ့ရိုက်ထားတာကြောင့်ရထားတဲ့ဒဏ်ရာတွေကိုတွေ့ရပါတယ်။အရိုက်ခံထားတဲ့ကလေးကိုမီးတော့ကလေးကမပြောရဲဘူး။ဆရာမကိုကြောက်တယ်လို့ပြောပါတယ်။ဒါနဲ့ကလေးရဲ့အမေနဲ့ဘေးနားမှာရှိတဲ့သူတွေကကလေးကိုချော့မော်ပြီးနောက်နေ့ကျောင်းမသွားခိုင်းတော့ဘူးလို့ပြောမှကလေးကပြောပြပါတယ်။ဆရာမရိုက်တာလို့ပြောပါတယ်။အရိုက်ခံထားတဲ့ကလေးနဲ့မူချိုကျောင်းဆရာမရဲ့မောင်ဖြစ်သူကလေးနဲ့ ကလေးချင်းဆိုရင်ဆီယာမရဲ့မောက်တော်သူကလေးကထိခိုက်မိသွားတယ်လို့သိရှိရပါတယ်။ဒါကြောင့်ဆီယာမကအเจ้าနောက်ဖက်အင်နာဘေးကိုခေါ်သွားပြီးလိန်ဆဲတာရိုက်တာပြုလုပ်ခဲ့တယ်လို့သိရပါတယ်။တိတိချင်းကလေးမိဘများကဆီယာမကိုသွားမိတော့ဘူးခံပြီးမသိကြောင်းပြောပါတယ်။နောက်တော့မှကလေးချင်းဖြစ်တာလို့ပြောပါတယ်။ဒေသမမနဲ့ဖြည့်ရှင်းတဲ့ကမတိကြတော့ကလေးမိဘတွေကလည်းတက်ဆိုင်ရာကိုတိုက်မယ်လို့ပြောဆိုခဲ့ပါတယ်။အဲ့ဒီအချိန်မှာမူဂျူဆီယာမရဲ့အမျိုးသားဖြစ်သူကဝင်လာပြီးဒေသမမနဲ့ဆဲဆိုခဲ့ပါတယ်။ အဲ့ဒီလိုကသာသနာရေးကလက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးမင်းလည်းဆိုသူပါကလေးမိသားတွေကိုချိန်ချောက်တဲ့စကားတွေနဲ့ပြောဆိုခဲ့ပါတယ်မင်းတို့ဘဝပြည့်ချင်ရင်တိုင်ကျင်းတဲ့နေရာတိုင်းငါကဒီမျိုးမှာဘာကောင်းလဲဆိုတာမင်းတို့သိတယ်မို့လားမသိလည်းသိအောင်မှတ်ထားကွာဖုံးဆက်လိုက်တာနဲ့မင်းတို့ဘဝပြတ်သွားမယ်လို့အာနာကိုအလွဲသုံးစားလုပ်ပြီးပြောဆိုချိန်ချောက်ခဲ့တယ်လို့သိရှိရပါတယ်တကယ်တော့အဲ့ဒီမူကြိုကြောင့်ကိုမျိုးပေါ်နေသူတွေနဲ့သူတို့အကြောင်းကိုသိသူမိသားတွေကသူတို့သားသမီးတွေကိုမထားကြပါဘူးမြမစကားလဲတိတ်နားမလဲပဲယူတာတဲ့လာဟုတိုင်းရင်းသားတွေကသာ ဲ့ဒီလူရဲ့လေကြီးမိုးကြီးပြောဆိုတဲ့နေကြောင့်သူ့အမျိုးသမီးရဲ့အကြောင်းမှာလာထားကြတာများပါတယ်။သူလုပ်တဲ့အလုပ်ကတာသနာရေးနဲ့ယဉ်ကျေးမှုတဲ့သူ့ရဲ့ရိုင်းပြမှုဆဲဆိုမှုတွေဟာအလုံးနဲ့မအပ်ဆက်ပါဘူး။တသဆိုင်ရာအနေနဲ့လည်းအဲ့ဒီလူနဲ့သူ့အမျိုးသမီးရဲ့အမှုချုပ်ကြောင်းကိုစီစစ်အရေးယူပေးဖို့တောင်းဆိုချင်တာပါ။အဲ့ဒီမှုချုပ်မှာဒီလိုပြဿနာဖြစ်တာကဒါကပထမဆုံးအကြိမ်မဟုတ်ပါဘူး။ဒါနဲ့ဆိုကြားတာမှတ်ခါရှိနေပါပြီ။ကလေးတွေငိုတာရှိရင်လည်းသူ့ယောက်ျားကကလေးတွေကိုဝင်အောင်ငောက်တာ၆တာတွေလည်းရှိတယ်လို့သိရပါတယ်။အမြန်ဖြည့်ရှင်းပေးဖို့တောင်းဆိုချင်ပါတယ်လို့စာရေးသားပေးဖို့လာပါတယ်ရှင်။ ပြည်သူများအနေနဲ့ကျမတို့ဒေါနာရဲ့ပြည်သူကြားကပြည်သူစကားအစီအစဉ်မှာပါဝင်ခြင်းရယ် message ပေါက်ကနေတစ်ဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဒါတော့ဘာနာချရောမိုင်းစမျိုးဟာဆိုတော့မူကြိုးချောင်းမှာဖြစ်သွားတဲ့ကိစ္စတွေဟာဆိုတော့တော်တော်လေးဖြစ်များနေတယ်ဆိုတဲ့အကြောင်းတပိတော့မှတည်ရတာပဲဖြစ်ပါတယ်။ဒီမှာသာသနာရေးနဲ့ယဉ်ကျေးမှု ဝင်ကြီးဆိုပြီးတော့မှနေရာယူထားတဲ့ကောင်းမနေပြီးတော့မှကလေးသူငယ်တွေကိုချင်းချောက်ပြောဆိုမှုတွေလည်းရှိနေတာအပြင်မိဘအရွယ်ရောလည်းပေါ့နော်ဒီကောင်းနေပြီးတော့မှမမရင်းနဲ့ဆက်ဆုံမှုတွေလည်းလွတ်ဆောင်နေတယ်လို့ကျွန်တော်တို့သိရတာဖြစ်ပြီးတော့မှဒီလိုမျိုးကိုချိုးချပြီးတော့မှကျွန်တော်တို့ပြည်သူတွေဆီကနေကောက်ချက်ရယူပြီးတော့မှအခုလိုမျိုးကျတို့မမရရင်ဆက်ဆံနေကြတဲ့အုပ်စုတွေများစွာရှိနေတယ်ဆိုတော့လည်းထပ်ပြီးတော့မှတည်ရတာပဲဖြစ်ပါတယ်။အဲလိုမျိုးဟာတွေကိုကျွန်တော်တို့အနေနဲ့ social punishment လို့ပြီးတော့မှတည်ဆံရဥပဒေတွေနဲ့ညီပြန်ပြီးတော့မှအရေးယူဖို့လွှမ်းနေတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့တော်လန်ပြတော့သာသူဖြစ်တယ်မှာတတဲကနေပြတော့မှမလေးရှားရောက်ပြီးသူတွေကနေပြတော့မှအိတ်ဖွင့်စာလေးပိုးပြီးအနေလိုပါနော်ဒီမလေးရှားဆိုရရဲ့လေတံပြောင်းလိုက်ပြီဆိုတဲ့ကြောင့်သူကနေပြတော့မှတရင်ကောင်ပြောဆိုထားတာဖြစ်ပါတယ်သူဘယ်လိုမျိုးတွေဖြစ်ထားမလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်ဒီလိုမျိုးသိဆောင်ဆွေးနွေးမှုတွေဒီလိုမျိုးအတန်ဒီလူထားမှာအတန်ထုတ်လာတယ်ဆိုတဲ့ဟာတွေကခုနောက်ပိုင်းမှာမြင်လာတွေ့လာရအရင်ကတော့ဒီမှာပြောလို့မလုပ်ဘူးကျွန်တော်တို့ ဟိုမြန်မာအတိုင်းဝိုင်းနဲ့လည်းတိတ်ပြီးတော့ဆက်ဆံတာမျိုးမရှိခဲ့ဘူးပေါ့နော်ခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဆက်ဆံလာတယ်ကျမတို့နဲ့စကားပြောလာတယ်ဟိုထိတွေ့လာတယ်တိုင်းသားအခွင့်အရေးတွေပေါင်းဝင်လာတယ်ဒါမြန်မာဘက်ကအတက်ကြွလှုပ်ရှားသူတွေအခွင့်အရေးတွေတော်တော်များများနဲ့ချိတ်ဆက်ပြီးတော့ဒီအကြောင်းတွေဝန်ဆွေးနွေးလာတာရှိရပေါ့နော်ဒါကရလက်တစ်ခုပဲဖြစ်တယ်ကောင်းကောင်းတော်ရလက်တစ်ခုပဲဖြစ်တယ်ပေါ့နော်ကျမတို့ကအဆွေရတဲ့ရက်ကိုဖိအားပေးတဲ့နေရာမှာကျမတို့ကပြည်သူရဲ့အတန်ပြည်သူလက်ရှိခံစားနေတဲ့အရာတွေကိုပဲအတက်နိုင်ဆုံးကျမတို့ကအချက်လက် တင်ခိုင်ခိုင်လုံလုံနဲ့တင်ပြမှန်ဖို့ကသာအရေးကြီးတယ်အဲ့လိုတင်ပြမှဘပေါင်းလုံးကနေကျွန်တော်တို့ကဟိုကိုနဲ့ချိန်ဆမိတာကအခုအကောင့်ကြီးကြီးပဲဖြစ်အကောင့်ကြီးသေးပဲဖြစ်ပြီးလူလူပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ကတက်နိုင်တော့တာကိုသတိထုတ်ပေးနေလို့ရတယ်ဒီလိုမျိုးကိုလည်းကျွန်တော်တို့ဒီဝေးချနိုင်ငံမှာရှိနေတဲ့တော်လိုင်းသမားတွေနိုင်ငံသမားတွေလှုပ်ဆောင်နေကြတယ်အဲ့ဒီအတွက်ရလာတယ်ရလာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ ဒီလိုမထိုင်ရိုက်ထိတ်တိတ်ထိတ်တိတ်ဆက်ဆံလာတာဟာကျွန်တော်တို့တော်လည်ရေးဘက်ကတော့အရန်ကောင်းတယ်ကျွန်တော်အတန်ထုတ်ပေးသေးလေလေတို့တို့တွေကပို့ပြီးတော့လေ့လာလေလေဖြစ်မယ်သုံးသက်လေလေဖြစ်မယ်ဒီလိုရှိရင်တို့လွတ်တော်မှာဆွေးနွေးရခါကြလို့ရှိရင်လည်းဒီကိစ္စလေးကိုဒါတစ်ခုတည်းရဆွေးနွေးလာတယ်အခုနောက်ပိုင်းမှာပို့ပြီးတော့သိလာရတယ်ဘောရင်တော့ကြောက်စားနေကြတာပဲဒါပေမဲ့ဒါတွေကမထိရောက်ခဲ့ဘူးတို့ဒီမေးချမှာလည်းသူအခွင့်နဲ့သူအဟာနဲ့သူကရှင်းနှစ်ဖက်ဆိုတာရှိရပဲနိုင်ငံမှာဖြစ်ဖြစ်ရှိရပေါ့နော်အဲ့လိုလုံဆွဲနေတာရှိအဲ့တော့ကျွန်တော်တို့ပေးလိုက်တယ်ပေးဖို့လိုက်တယ်တက်တိတ်ချက်လက်တွေကိုလွတ်တော်ရောက်ချင်တဲ့အချိန်မှလည်းရောက်တာရောက်မရောက်တဲ့ခါတွေကအုံများတယ်ပေါ့ရှင်ဒါပေမဲ့အခုနောက်ပိုင်းကအဲ့လိုမဟုတ်ဘဲနဲ့ เนาะตัวปีดูชีก็ทุบได้อะตอนโตตรุสีโหช่องช่องอ๋องปุ๊บนี่แหละไอ้อภิชีชีเลยป่ะเนาะตัวดาวเลยตัวละขันเนี่ยคาจ้ะတော့ดียัดละမျိုးนี่ยัดละဖြစ်ပါတယ်အဲ့တော့အစီအစီဝင်နောက်ဆက်တွဲလုပ်တယ်เนาะဒါပြည်သူလူထုเนี่ยထိတွေ့ပြီးတော့ဟိုပြောတဲ့အဲ့မှာတရင်းမီဒီယာတွေလည်းပါတယ်ဆိုတော့ဒါဒီအတန်တွေကလည်းဒါမလေးရှားနိုင်ငံရဲ့ဒီမီဒီယာတွေဒီမှာရောက်ရှိသွားမှာပဲပေါ့เนาะ ဒီမှာမှာတတဲပြောထားသလိုပဲကျွန်တော်မလေးရှားရောက်ပြီးသူတွေကနေပြီးတော့မှကျွန်တော်တို့မြန်မာဒေါ်လာရဲ့နဲ့ပတ်သက်ပြီးတော့မှမလေးရှားအစိုးရစီမှာဒီလိုမျိုးအဖွဲ့ဆောင်တွေပို့ပေးနေလို့ပေါ့နော်အခုဆိုရင်မလေးရှားရဲ့မြန်မာရေးပေါ်မှာအမြင်တွေဆိုလည်းပြောင်းလဲလာပြီဆိုတဲ့အကြောင်းပြောဆိုထားပဲဖြစ်ပါတယ်ကျွန်တော်ဒေါ်လာဘဲချန်းကတစ်ဆင်ရာပို့ကိုဖွဲ့စည်းတွေနဲ့သူတို့အနေနဲ့အခုဆိုရင်တွေ့ဆုံဆွေးနွေးမှုတွေလည်းလှုပ်ဆောင်နေတာပြပြမှကျွန်တော်တို့အခုတော်တော်ချင်းပတ်သွားတယ်ပေါ့နော်ဒီအာဆီယံစီဝေးမှာဆိုတော့စစ်ကောင်စီရဲ့ဒီထိပ်ပိုင်းကောင်းဆောင်တွေတော့မှလုံးဝမတည့်ရောက်ခိုင်းတာကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်အာဆီယံနေနဲ့ဒီထက်ပိုပြီးတော့မှ ပြပြနေနေကန်တော်ဖို့လွမ်းနေတာပြပြမှာပြတူအချမ်းဖက်မှုတွေနဲ့နေ့စဉ်တက်ဖက်မှုတွေလုံးဆောင်နေတဲ့စစ်ကောင်စီလွဲနဲ့ပြတ်သက်ပြတော့မှာဟုဆိုရင်ဒေချာလေးကိုအေးအေးယူတင်နေတာပဲဖြစ်ပါတယ်ပြတူတွေကတော့ကျွန်တော်အာဆီယံပါဝင်ဂျာတန်နိုင်ငံတွေပါဆီရီးယားနဲ့ပြတော့မှာအေးအေးယူမှာကိုလွမ်းနေတာပြတော့မှာကျွန်တော်တော်လိုင်းရဲ့ဘူတွေကနေပြတော့မှာလဲပေါ့နော်ခုဆိုရင်စစ်ကောင်စီရဲ့ကြာဆုံးဖို့အတွက်ဝင်ဝင်ပြတော့မှာစူးစမ်းနေကြတာကိုလည်းအားလုံးတည်ထားတာပဲဖြစ်ပါတယ် ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့စစ်ကောင်စီဘောမှာအဘသမီးရနေပြတော့မှပြည်သူတွေရဲ့မျိုးချစ်စစ်တွေကြောင့်ဟိုးဆိုရင်ပြက်ခတ်ရဆက်တင်ပြီးဆွေးပြမှာပါနော်ဘလူးမျိုးပေါ်ပန်းလေးဆိုပြီးပြောဆိုထားမလဲဆိုတာစစ်ပြတော့မှကြည့်လိုက်ရအောင်အဲမယူရှုံးသွားပြီဆိုပြီးအပင်နဲ့လေဟိုမမလေးတွင်းနဲ့ကိုကြဟိုဘက်ကနိုင်သွားတယ်ဒါပေမဲ့လေ ဟိုအကုန်လုံးဝန်ဟန်တာကြပါတော့နော်အဲကလေးတွေတက်တော့မှလူငယ်တွေဆိုရင်လည်းတချို့တွေမျက်ရည်ကျတာကျွန်မတွေ့တယ်သိလားမျက်ရည်ကျပြီးတော့လေအဲ့လိုမျိုးပေါ့ဟာကွာဘလို့ဂုံယူရမှမသိကွာဘာဖြစ်တယ်ညာဖြစ်တယ်အေးအဲ့ဒါလေအဓိကကတော့ဘာလဲဆိုတော့ကျွန်တော်တို့မျိုးချစ်စိတ်ရမ်းရှိကြတယ်မြန်မာလူမျိုးတွေမျိုးချစ်စိတ်ရမ်းရှိအမျိုးဆိုရင်အရန်ခုံယူတတ်ကြတယ်ပေါ့နော်အေးအဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ခုနိုင်ငံအတွင်းမှာအချင်းချင်းတိုက်နေတာမချစ်ကြဘူးလားကို့အမျိုးတွေတည်တာလေကို့လူမျိုးတွေတည်တာ ချိရမယ်ကိုလူမျိုးတွေတေးတာကိုချိရမယ်ရက်တဲ့နေပြီငိမ့်ချက်ရေးဆွေးနွေးတဲ့နေပြီပြီးလက်နက်ကန်ကြီးကိုလူမျိုးအချင်းချင်းအနိုင်ကျင့်နေတဲ့ကိစ္စတွေကိုရက်တဲ့နေပြီရှင့်ပီဒီအကလေးတွေလည်းကို့ရွာတွေကိုကို့အနိုင်ကျင့်နေတဲ့ကိစ္စကိုရက်တင်ပြီဟွဟိုကို့ရွာကိုပေါ့နော်ဘာတွေပြောနေတာလဲမသိဘူးနော်ပြူရင်ကြီးကွာအဲ့နဲဖြစ်စင်မဲ့အလုပ်တွေကို့ရွာကိုလက်နက်ကိုင်းပြီးကို့ရွာကိုနှိမ့်ဆက်နေတဲ့ဘဝတွေမလုပ်တင်တော့ဘူးဘာဖြစ်လို့အမျိုးချစ်ရအဲ့လိုမျိုးပေါ့နော် အမျိုးချစ်စေခြင်းလေ ဲ့တော့ငိမ့်ချက်ရေးပေါ်ဆောင်တင်နေပြီအိန္ဒိယမှာဂန်ဒီရဲ့နီးနဲ့ဘုဘုစီရဲ့နီးနဲ့နီးရှိရဂန်ဒီရဲ့နီးကငိမ့်ချက်ရေးကိုပေါ်ဆောင်ပြီးတော့ဆွေးနွေးပြီးတော့အဲ့လိုနီးဘိုးရဲ့နီးကတော့အဲ့လက်နက်ကိုင်မီတော်လန်နဲ့နီးအဲ့နှစ်နီးမှာအိန္ဒိယပါလီမန်ကဘာဝင်ရွေးလိုက်ရဲဆိုအိန္ဒိယရှိတဲ့ပြည်သူတွေကငိမ့်ချက်ရေးဆွေးနွေးပြီးတော့ပါလီမန်ကြီးကိုရွေးလိုက်တဲ့အတွက်တိုင်းပြည်မြင်းမြန်တိုးတက်သွားတယ် ြောလိုက်ရင်တော့ဟုတ်လို့လည်းနဲ့ပါနော်ကျွန်တော် PDF တွေကနေပြတော့မှာပဲ PDF တွေနဲ့စနေတာရက်တင်ပြီဆိုတဲ့ပုံစံမျိုးနဲ့တူတို့ကနေပြတော့မှာပြည့်ခတ်ရဆက်ချင်းကြောင့်မျောလိမျောစာပြောဆောင်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ ကိုလိုမျိုးချင်းချင်းတက်ဖြတ်တာဟုတ်ပေမဲ့တကယ်တမ်းကျတော့ဒီကော်မတီကဆိုတော့လူစိတ်လုံးဝမရှိတော့ဘဲနဲ့ပြည်သူတွေရှိတဲ့နေရာတွေတောင်မှနေစဉ်ပုံကျွေးမှုတွေလှုပ်ဆောင်နေတဲ့ဆေးရဆွဲကောင်တွေပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တွေနဲ့မြန်မာပြည်ထဲမှာဒီလိုမျိုးစိမိတ်ဆောင်အုပ်စုတွေကိုအများဆုံးဖြိုချဖြိုလွှဲဖို့လိုအပ်နေတာဖြစ်ပြီးတော့ပြည်သူတွေဘက်ကနေပြီးတော့လည်းဒါကိုလုံးဝမခံနိုင်တော့လို့အခုဆိုရင်ပူပေါင်းပြီးတော့မှလှုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။ကျွန်တော်တကယ်တမ်းပြောမှာတော့စကွန်စီတဖို့ဝင်နေတဲ့သူတို့နဲ့တက်ဆိုင်တဲ့ပေါ့နော်။အောက်ခြေဝန်ထမ်းတွေခုကလေးကအတီးတရရရှိပြီးတော့မှ ကျွန်တော်ပြည်သူကိုတက်ဖြတ်နေတဲ့စိုးစုကိုစန့်ချင်တွန်းလိုက်မဲ့အချိန်ပဲဖြစ်ပါတယ်။တော်လန်ရေးရဲ့ဘော်တွေကနေပြီးတော့မှဖိတ်ခေါ်နေတဲ့အချိန်မှာခေါင်းငိတ်ပြီးတော့မှကျွန်တော်နဲ့သူပူပေါင်းပြီးတော့မှလှုပ်ဆောင်မယ်ဆိုတော့နောက်တစ်ချိန်ကျွန်တော်တို့ညီချင်းရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီရရှိတဲ့အချိန်မှာသူတို့ကလည်းကျွန်တော်တို့ပြည်သူတွေဘက်ကနေပြီးတော့မှချစ်ချင်းမေတ္တာကိုပြန်လည်ရရှိမယ်ဆိုတဲ့အကြောင်းဒီနေ့ကနေထပ်ပြီးတော့မှဖိတ်ခေါ်ပြောလိုပါတယ်။ ဆိုတော့ကျွန်တော်တို့ဆုံးဗီဒီယိုတပုတ်အနေနဲ့ဦးသိမ်းမြနေပြီးတော့မှ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မောင်ပြောခဲ့တဲ့စကားနဲ့ပတ်သက်ပြီးတော့မှသူ့အမည်ကိုသုံးသပ်ပြောဆိုထားဖြစ်ပါတယ်။ဦးသိမ်းမြပြောစကားလေးကျွန်တော်တို့ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။စစ်တပ်ကိုအမြင့်ဖြတ်ရေးမဟုတ်ဘူးစစ်တပ်ကိုအရသာအစိုးရလက်အောက်မှာထားရေးလို့ဆိုထားတာပါ။သူတို့မှာ radical အတွေးခေါ်လည်းမရှိပါဘူးလို့ဆိုထားပြန်ပါတယ်။လက်နက်ကင်တော်လိုင်းရေးလုပ်နေပြီးတော့ radical လို့အထင်ခံရမှာစိုးရိမ်နေတာကတော့အံ့ဩစရာပါ။လက်နက်ကင်တော်လိုင်းရေးထက် radical ဖြစ်တာဘာများရှိလိမ့်လို့လဲဗျာ။ဟွန်းဖြစ်ရင်ဖြစ်တော့ဘာလို့ကြောက်အောင်မလဲ။ သူ့ကိုရှေ့ရမှာလဲတော်လိုင်းကြီးကမှန်တယ်ရိုးသားတယ်လို့ယုံကြည်တယ်ဆိုလို့ရှိရင်ကိုယ့်ရည်ရွယ်ချက်ကိုရှင်းရှင်းပွင့်ပွင့်မပြောရစရာမရှိပါဘူးပြည်သူလူတွေရဲ့သဘောထားဟာစစ်တပ်ကိုအမြင့်ဖြတ်ရေးမဟုတ်ပါဘူးလို့ဒေါ်စင်မအောင်ကဆိုထားပါတယ်သူဘယ်လိုတက်တည်ပြနိုင်တာပါလဲလူလူရဲ့ကြွေးကြော်တဲ့နေဆိုင်ပုတ်တွေတဲမှာအာလာရှင်စစ်တပ်အမြင့်ဖြတ်ဖက်ဆစ်စစ်တပ်အမြင့်ဖြတ်လို့အမြဲပြောနေတယ်မဟုတ်လားဗျာအဲ့ဒါကပြည်သူသဘောထားမဟုတ်ဘူးလို့ဒေါ်စင်မအောင်ဘတ်ကြောင်ပြောနိုင်ပါတယ်နိုင်ငံသမားတွေဟာသူတို့သဘောထားကိုလေးနဲ့စေချင်လို့ရှိရင် ပြည်သူသဘောထားလို့ပြောတတ်ကြလေတော့အခုဒီသဘောထားကိုလည်းဒေါ်စင်မောင်ရဲ့သဘောထားလို့ပဲမှတ်ယူပါတယ်အဲ့ဒါဆိုလို့ရှိရင်မင်းများစရာရှိလာပါပြီစစ်တပ်ကို professional စစ်တပ်အဖြစ်ဘယ်လိုပြောင်းပြီးတော့အရသာအစိုးရအောင်မှာဘယ်လိုထားမှာပါလဲဒေါ်အောင်ဆန်းစုကြည်လည်းအဲ့ဒါကိုပဲစူးစမ်းခဲ့တာမဟုတ်ပါလားဒေါ်အောင်ဆန်းစုကြည်စူးစမ်းခဲ့တာကိုတောင်နောက်ဆုံးမှာအာနာသိမ့်တဲ့လမ်းကြောင်းပေါ်ရှောက်သွားတဲ့စစ်တပ်စီကနေပြီးတော့ဘလို့ဂရိကဝိမျိုးကိုများမျောလင့်နေပါတယ်လေဒေါ်စင်မောင်ရဲ့မျောမှန်းချက်ဟာ အခြေခံဥပဒေကိုပြင်ဆင်ပြီးတော့တိုင်းပြည်ကိုစစ်တပ်နဲ့အတူတကွာအုပ်ချုပ်ရေးဆိုတဲ့အဆင့်လောက်မှာပဲရှိနေတဲ့သဘောမျိုးပါအဲ့ဒါလိုပဲယူဆမိပါတယ်စစ်တပ်ကအရသာအစိုးရအောင်မှာအမြဲနေပါမယ်လို့ဂရီပေးပြီးဆိုပါတော့ယုံလိုက်ရမှာပါလားအခြေခံဥပဒေနဲ့ရေးဆွဲပြီးတော့ပြတ်ထန်းထားအောင်မယ်ဆိုပါတော့အဲ့ဒါဆိုရင်ရောယုံရပါပြီလားစစ်တပ်ဟာသူတို့ကိုယ်တိုင်ရေးဆွဲထားတဲ့အခြေခံဥပဒေကိုတောင်းမှချိုးဖောက်တဲ့စစ်တပ်ပါတခြားလူဆွဲတဲ့အခြေခံဥပဒေတခြားလူဆွဲတဲ့ဥပဒေတွေကိုနာခံပါမယ်လို့ပြောလို့ရှိရင်ယုံရမှာပါလားဟုတ်ကဲ့ဟုတ်တယ်နော်စစ်တပ်ကိုတခါ ယုံပေးခဲ့ပြီးပါပြီအလင်ခန်းရတာပဲဖတ်တင်ပါတယ်စစ်တပ်ကနှစ်ပေါင်း20ကျော်အုပ်ချုပ်သွားပါတယ်2015မှာနောက်တစ်ခါယုံခဲ့ပြီးပြီးပြန်ပါပြီနောက်တစ်ခါအာနာထပ်ပြီးတော့အသိမ်းခံရပါတယ်တတိုင်းတပြီလုံးအခုဆိုလို့ရှိရင်သွေးချောင်းဆင်းနေပါတယ်အဲ့ဒါကိုတတရတချိန်ထပ်ပြီးတော့စမ်းစစ်ခြင်းနေတာပါလားဒေါအောင်ဆန်းစုကြည်လှုပ်လို့မရတဲ့နှီးကိုမအားလို့လုပ်ရင်တော့ရမှာပါလို့များထင်နေသေးတာပါလားစစ်တပ်ကအရက်သားအစိုးရရဲ့လက်အောက်မှာ ကြောင်ကလေးတကောင်လိုလိမ့်လိမ့်မမနေမယ်ဆိုတာကိုဘသူကများအာမခံချက်ပေးနိုင်မှာပါလဲဦးသိမ်းမြပြောရမှာလဲเนาะကျတို့ဒီ NUG နိုင်ငံခြိုက်ဝင်ကြီးဒေါ်စင်မောင်ကနေပြီးတော့မှစစ်တပ်အမြင့်ဖြတ်ဖို့ကျတို့ဘက်ကနေပြီးတော့မှလုံဆောင်တော့မဟုတ်ဘူးဆိုတဲ့ဟာတော့ကျတို့ရှင်းပြမယ်ဆိုတော့ပီတူရဲ့ဆန္ဒနဲ့လုံအောင်ဆန့်ကျင်နေတယ်ဆိုတာကိုလည်းတွေ့ရပဲဖြစ်ပါတယ်ပီတူတရလုံးအနေနဲ့ ်အခုလိုမျိုးဆက်ဆံမှုပေါ်များစွာချုပ်လွှင်ထားပြီးတော့မှကျွန်တော်တို့ရဲ့အသက်တွေကိုနေ့စဉ်နှုတ်ယူနေတဲ့စစ်ကောင်စီရဲ့လွဲတွေနဲ့ပတ်သက်ပြီးတော့မှမဟာမရနိုင်ဖြစ်ပြီးတော့မှဒီတော်လိုင်းမှာစစ်ကောင်စီနဲ့ Facial Nation စနဲ့မျိုးသုံးသွားဖို့စ조사တော့မယ်ဆိုပြီးတော့မှပြောဆိုထားကြတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီတော်လိုင်းမှာရှေ့ဆက်ပြီးတော့မှတောင်းနေကြတာဖြစ်ပြီးတော့မှတော်လိုင်းရဲ့ဘော်တွေအားလုံးကနေပြီးတော့မှ2025နှစ်မကုန်ခင်မှာပဲမြောက်လိုင်းဆက်တဲ့ သူတို့ကိုအမြက်ပြတ်ချိန်မုံတော့မယ်ဆိုပြီးမှကြွေးကြော်ထားကြတာပဲဖြစ်ပါတယ်။အခုဆိုရင်ကျတို့တိုက်တိုင်းအောင်ပွဲတွေလည်းရရှိနေတာဖြစ်သလိုပီတူတွေရဲ့ပံပုတ်ကူညီမှုတွေနဲ့ကျတို့တော်လိုင်းရဆိုတော့တရွေးရင်နဲ့အောင်ပွဲစီကိုချီတင်နေတာပဲဖြစ်ပါတယ်။နေပြည်တော်ထိတောင်မှကျတို့လည်းသိသိနေတယ်ပေါ့နော်။နေပြည်တော်အကောင်းတွေဖွင့်ဆင်ထားတာမို့လို့ဒီလိုမျိုးကျတို့ပြောစကားတွေရဆိုတော့အခုချိန်မှာတော့တော်တော်လေးကိုလွဲမှားနေတယ်ဆိုတော့လည်းတပီတော်မှသိရတာပဲဖြစ်ပါတယ်။ပီတူတရားလုံးအနေနဲ့စစ်ကောင်စီကိုကျတို့တွေနဲ့ဘလိုနည်းနဲ့မှပြန်ပြန်လို့မရတော့ဘူးဆိုတော့သိရတာမို့လို့ပေါ့နော်။ ကျော်တို့ရဲ့တခုဒီတော်နေလာစကောင်စီဒီလိုမျိုးဆက်လက်ပြီးတော့မှ US နဲ့မှာဆိုတော့အမြင့်ပြတ်ချိန်မှုမှာဒါကျော်တို့တန့်ပြာအကောင့်ပရိကိုပြန်လဲရောက်ရှိနိုင်မယ်ဆိုတဲ့အကြောင်းပြောရင်လည်းကျွန်တော်ဒီနေ့ညပိုင်းဗီဒီယိုကိုဒီနေရာမှာပဲဆုံးသတ်ချင်ပါတယ်။ဆက်အောင်ကြည့်ရှုပေးကြတဲ့မြို့ပါပြည်သူများလုံးထူးချေးဆုတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျမချင်တဲ့ပြည့်စုံပြီးတော့မှဒါရဲ့ချင်တဲ့ညချလေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုမကောင်းတောင်းပေးလိုက်ပါတယ်။